မာနကာမတုနတ်သားတယောက်ကမြတ်စွာဘုရားကိုလာလျှောက်နမာနကာမတာဓမ္မောဣတ္တိဒီလောကမှာ မာနကာမတာမာနကိုလိုချင်တဲ့လူတွေအတွက်မာမာနတွေကိုလိုချင်တယ်မာမာနလိုချင်တယ်ဆိုမာမာနကကိုးပါရှိရဲအားလုံးသိပြီးသားပါပဲမာမာနကိုးပါရှိတယ်မာမာနဆိုတာလူတိုင်းကကိုယ်ဘယ်လိုချင်နေနေမာမာနရှိကြတာရှိတတ်ကြတာကြီးပဲ နိုင်တဲ့လူမှလည်းပဲမမာနာရှိတယ်လဲလဲသမားမှလည်းမမာနာရှိတယ်အမြင့်သမားမှလည်းမမာနာရှိတယ်အထင်ကြီးတွေပေါ့အထင်တလုံးကြီးတွေနဲ့နေတတ်ကြတာပဲအဲဒီမာနာကိုလိုချင်တဲ့သူတွေအတွက်တဲ့ဓမ္မအင်းတွေတွေကိုစုံမကြောင်တရားဟာနတ်အထင်မရှိဘူးအင်းတွေကိုစုံမတယ်ယဉ်ကျေးတယ်ဆိုတာမရှိဘူးမာနာကြီးတဲ့သူတွေမှာယဉ်ကျေးတယ်ဆိုတာမရှိနိုင်ဘူးမာနာကြီးတဲ့သူတွေဟာယဉ်ကျေးတယ်ဆိုတာမရှိနိုင်ဘူးဒါဘာကြောင့်လဲဦးဇင်းတို့သိပြီးသားပါပဲ မာနရှိလာပြီဆိုရင်ကိုယ့်ရဲ့စိတ်ကိုကသူများနဲ့ပြိုင်ညင်းနေတာသူများအထက်ကနေကျင်းနေတာသူများအောက်ကမနေကျင်နဲ့ဆိုတဲ့စိတ်ဓာတ်တွေဖြစ်နေကြတာပေါ့ကိုကနေမိမဲ့လည်းမြင်းတဲ့လူတွေရဲ့အောက်မှာမနေကျင်ဘူးဆိုတဲ့စိတ်ကအလိုလိုဖြစ်နေတာအဲ့ဒါမာနရှိတဲ့သူတွေဒါကြောင့်သူစိတ်ကအလိုလိုအခက်ထံမာကြောနေတယ်ဒါကြောင့်သူတို့တွေကယဉ်ကျေးမှုဆိုတာဖြစ်မလာနိုင်တော့ဘူးနောက်တနည်းပြောမယ်ဆိုရင်မာမာနရှိနေတဲ့လူတယောက်ဟာအပေါ်ကဘလောက်ကြီးကောင်းစေခြင်းလို့ပြောပြောပြောတဲ့စကားနားထောင်တတ်မှာမဟုတ်ဘူး တငယ်ချင်းတွေကဘလောင်ကြီးကောင်းစေခြင်းလို့အကြံပြုပြီးအကြံပြုတဲ့ဇာတ်ကိုသူကလက်ခံမှာမဟုတ်ဘူးနောက်ဆုံးကျတော့သူကရိုင်းဆိုင်တဲ့ဘဝနဲ့ပဲအချိန်ကုန်သွားတတ်တယ်နာမကနာကာမတဓမ္မဣတ္တိဒီလောကမှာမာနကိုပဲခုတ်လာပြီးထင်းပြီးတော့နေနေကြတဲ့လူတွေအတွက်မာမာနနဲ့နေနေကြတဲ့လူတွေအတွက်ယဉ်ကျေးမှုဆိုတာမရှိပါဘူးခင်ဗျာနမောနမတ်တိအတ္တမဟိတတအတ္တမဟိတတတမာတိမရှိတဲ့သူတိတိကြီးကြီးမနေတတ်တဲ့လူတွေအတွက် မောနံသစ္စာလေးပါးကို သိခြင်းဆိုတဲ့တရားဟာနအထည်မရှိပါဘူးခင်ဗျာနိဗ္ဗာန်ကိုလိုချင်ကြတယ်သစ္စာလေးပါးကိုသိချင်ကြတယ်မတ်ဖို့ကိုရချင်ကြတယ်မတ်ဖို့ရပြီးတော့သစ္စာလေးပါးကိုမြင်နေမြင်နေဆိုတာဘယ်သူတွေပဲမြင်နိုင်တာလဲဆိုတော့တမာတိရှိတဲ့သူတွေပဲမြင်နိုင်တာတမာတိမရှိတဲ့သူမမြင်နိုင်ဘူးဒါကြောင့်အတမဟိတတတမာတိမရှိတဲ့သူမတီးကြည့်တဲ့သူတွေအတွက်နမောနာမတ်တိသစ္စာလေးပါးကိုမြင်နေဆိုတာလည်းပဲမရှိနိုင်ပါဘူးခင်ဗျာဧကောရိညေဝိဟာရံပမတ်တော်ဧကောတယောက်တည်း ဒါရင်ရေဝိရဟံတော့တဲ့မှာနေပြီးတော့တယောက်တည်းတော့တဲ့တော့နေပါတယ်ဒါပေမဲ့ပမတ်တော့ပေါတိပောဇာနဲ့မေလေးရောပောဇာပြီးတော့နေကြတဲ့သူတွေကတော့မေစုတေယတပါရံသေခြင်းရဲ့တရားဖြစ်တဲ့ဒီမူကဝတရားရဲ့တစ်ဖက်ကပြောကြနာတော့ဘာလို့ဆိုရင်မေစုတေယတခဏခဏသေရာဖြစ်တဲ့ခန္ဓာကိုယ်ရဲ့အကုန်ဆုံးရာခန္ဓာကိုယ်ရဲ့တစ်ဖက်ကဖြစ်တဲ့နိဗ္ဗာန်ကိုနတရေရာရောက်အောင်မကူနိုင်ဘူးတော့တဲ့မှာတယောက်တည်းနေပေမဲ့လည်းပဲ မေလျော်ပေါ်စားပြီးတော့နေတဲ့သူတွေအတွက်နိဗ္ဗာန်ဆိုတာဘယ်လိုမှမရောက်နိုင်ပါဘူးခင်ဗျာ။သုံးချက်ရှောက်တာပေါ့နော်။ပြန်ပြောမယ်နံပါတ်၁မာနာကြီးတဲ့သူတွေမှာယဉ်ကျေးမှုဆိုတာမရှိတော့ဘူး။ဒါကသီလကိုပြောတာ။မာနာကြီးတဲ့သူတွေအတွက်သီလနဲ့ယဉ်ယဉ်ကျေးတယ်ဆိုတာမဖြစ်နိုင်ဘူး။ကိုယ်လည်းပဲမယဉ်ကျေးတော့ဘူး။နှုတ်လည်းပဲမယဉ်ကျေးဘူး။ဒါသီလကိုမာနာရှိတဲ့လူမှန်သမျှမာနာကြီးတဲ့လူမှန်သမျှသီလဆိုတာဘယ်လိုမှမရှိနိုင်တော့ဘူး။မယဉ်ကျေးနိုင်တော့ဘူး။နမောနမတိအတ္တမဟိတတ္တ။တမာတိမရှိတဲ့သူတွေအတွက် ။နော်တမာတိမရှိတဲ့သူတွေအတွက်ဆိုတာကတမာတိကိုပြောတာ။သီလာပြီးတော့တမာတိ။တမာတိမရှိတဲ့သူတွေအတွက်နမောနမတ်တိဘာလဲဆိုတော့အသစ္စာလေးပါးကိုသိခြင်းဆိုတဲ့ပညာလည်းပဲမရှိနိုင်ဘူး။ဒါကြောင့်ဒီတုတ်တန်ကနတ်သားကရှောက်ချင်တာကတော့သီလာလည်းမရှိဘူး။တမာတိလည်းမရှိဘူး။အဲ့လိုပုံကိုယ်တွေကတော့ဘာလဲဆိုရင်ပညာလို့ခေါ်တဲ့သစ္စာလေးပါးကိုမြင်တဲ့ပညာမရှိနိုင်ပါဘူး။ အဲ့လိုပုံကိုဒီလာလည်းမရှိဘူးတမာဒီလည်းမရှိဘူးဆိုတဲ့လူတွေကတော့ဘယ်နေရာရောက်ရောက်ပမှတ်တော့40ပေါ်စာနဲ့မေ့လျော့ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုဟိုကပြပြပြင်းပြင်းမလုပ်ဖြစ်ကြတော့ဘူးမလုပ်ဖြစ်ကြတော့တဲ့အတွက်ကြောင့်တစ်ဖက်ကန်းလို့ခေါ်တဲ့နိဗ္ဗာန်ကိုဘယ်လိုမှမရောက်နိုင်ပါဘူးအဲ့လိုနတ်သားကရှောက်တယ်မြတ်စွာဘုရားကပြန်ဖြေတယ်ဟိုအကောင်းဘက်ကသူကအကုန်လုံးပြောလိုက်တော့တာပေါ့မာနံပဟာယမမနာကိုပယ်ရမယ်ဟုတ်တယ်သို့တမာဤတတ်သောတမာဒီကောင်းအောင် နော်တမာတိရှိအောင်ဇန်နေရအောင်ထိကျင့်ကြံကြုတ်အထောက်ရမယ်ဒါနံပါတ်၄ပေါ့မာနံပါရမာမနာတွေပဲပြီးတော့သီလတွေရှိအောင်လုပ်ရမယ်တို့တမာတိတတ်တော့ဇန်တမာတိတွေအဆင့်အထိတမာတိရှိအောင်တမာတိကိုပွားများရမယ်သူစေတတော့ကောင်းတဲ့စိတ်ရှိတယ်ကောင်းတဲ့စိတ်တွေရှိတယ်ဆိုတာကိုအထာကတာဘယ်လိုပွင့်တယ်လဲဆိုတော့ညာနာတံပြုတ်တာစိတ်တယ်ညာနဲ့ရှင်တဲ့စိတ်ကိုကောင်းတဲ့စိတ်လို့ခေါ်တာတယ်နော်ညာနဲ့ရှင်တဲ့စိတ်ဆိုတော့ဒါပညာဖြစ်သွားပြီလေ ဒါကြောင့်သူစေတသောကောင်းတဲ့စိတ်ထားရှိတဲ့သူညာနဲ့ရှင်နဲ့မက်ဖို့စိတ်ထားရှိတဲ့သူတွေဟာတဲ့တပ်ပတိဝိဝိပမုတ်တော်ခန္ဓာအလုံးအာယတနာအလုံးကနေလွတ်မြောက်သွားတယ်တော်တော်များများနိဗ္ဗာန်နိဗ္ဗာန်ဆိုတာဘာလဲဆိုတော့ဘုံကြီးသီတံလို့ထင်းနေတာတကယ်တော့နိဗ္ဗာန်ဆိုတာဘုံကြီးသီတံမဟုတ်ပါဘူးခန္ဓာတွေကုံဆုံးသွားတာအာယနာတွေကုံဆုံးသွားတယ်ဟောဒီခန္ဓာကိုယ်ကြီးမဖြစ်တော့တာခန္ဓာကိုယ်ကြီးမဖြစ်တော့တဲ့အတွက်ကြောင့်ခန္ဓာကြောင့်ဖြစ်တဲ့ဒုက္ခတွေအကုန်လုံးလွတ်မြောက်သွားတာကိုပဲနိဗ္ဗာန်လို့ခေါ်တာကို ဒါကြောင့်တပ္ပတိဝေပမုတ်တော်တဲ့ခန္ဓာနာအလုံးကနေလွတ်မြောက်သွားတာပါသွားပါပြီတဲ့အဲ့လိုသွားနိုင်တဲ့အတွက်ကြောင့်အေကောရိညေဥဟရန်တော်တောထဲမှာတယောက်တည်းနေပေမဲ့လည်းပဲအပမတ်တော်မမေ့မလျော့နဲ့တတိလေးနဲ့အမြဲတမ်းနေတတ်သွားတယ်မေဇုတရတပါရန်နောက်ပိုင်းအသက်တွေကုန်ပြီဆိုတဲ့အခါကျတော့အဲခန္ဓာကိုယ်ကြီးမရှိတော့တဲ့နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကန်းကိုတရေရရောက်အောင်သွားနိုင်ကြတော့ပါပဲဒါပါပဲเนาะအဓိကတော့ဘာဖြစ်လဲဆိုတော့ မာနရှိရင်သီလမလုံဘူးမရင်ရင်မရင်ကျေးဘူးရိုင်းဆိုင်တတ်တယ်။တမာတိမရှိရင်ပညာမတတ်နိုင်ဘူးသစ္စာလေးပါးကို မသိနိုင်ဘူးဒါကြောင့်မာနလည်းမရှိအောင်လုပ်ရမယ်။အဲဒါကြောင့်ဒီရှင်များတို့မြတ်စွာဘုရားရှင်လက်ထက်ကရှင်သာရိပုတ္တရာရဲ့တပည့်နော်အရှင်သာရိပုတ္တရာရဲ့တပည့်တပည့်တပည့်ဘာလို့လဲဆိုပုံနာကြီးဘာလို့လဲလဲ။ရာဓာပုံနာကြီးနော် ရာဒဘုံနာကြီးအတူပါလဲဆိုရင်ရှင်သာရိပုတ္တရာစီရဟန်းခံတယ်ရဟန်းခံပြီးရှင်သာရိပုတ္တရာပြောသမျှအကုန်နားထောင်တာအကုန်နားထောင်တဲ့အတွက်ကြောင့်9ရက်အတွင်းမှာပဲရဟန်းနာဖြစ်သွားတယ်အကုန်နားထောင်တဲ့ဆိုတဲ့ကလေးကအတူပါလဲဆိုမာနရှိလို့လားမရှိလို့လားမရှိလို့ပဲမာနမရှိတဲ့အတွက်ကြောင့်ဘာလို့ဆိုသီလလည်းလုံသွားတာပဲတမာတိလည်းပဲပြောသမျှစကားနားထောင်ပြီးတော့တမာတိရအောင်လည်းကျင့်လိုက်တာပဲနိဗ္ဗာန်လည်းရောက်သွားတာပဲ နောက်မြတ်စွာဘုရားရဲ့သားတော်ဖြစ်တဲ့အရှင်ရာဟုလားအလုံးသိပြီးသားပဲတကယ်စัจ java ဒေမင်းဖြစ်မဲ့ပုံပေါ်ပဲမန်ထောင်ရင်ထောင်ရင်စရာကြီးပဲဒါပေမဲ့မန်ဘာမှမထောင်ဘူးနော်မန်ဘာမှမထောင်ဘူးပြောသမျှပုံပေါ်ရဲ့စကားကိုအကုန်လေးစားလိုက်နာတာမာနမထားဘူး မာနမထားတဲ့အတွက်ကြောင့်ဒီလာလည်းပဲသူကလုံလုံယုံယုံဖြစ်သွားတယ်ယင်ကြီးတယ်ဆိုတဲ့အဆင့်ကိုရောက်သွားတာပေါ့ကွာနော်ဓမ္မဆိုတဲ့ယင်ကြီးတယ်ဆိုတဲ့အဆင့်ကိုရောက်သွားတယ်အဲယင်ကြီးတယ်ဆိုတဲ့အဆင့်ကိုရောက်သွားပြီးတော့နောက်ပိုင်းကျတော့တရားတွေသူကမာနမရှိတဲ့အတွက်ကြောင့်တွေ့တဲ့လူတွေကအကုန်လုံးသူ့ကိုဩဘာတာပေးကြတော့တာပဲမထေကြီးတွေကအကုန်လုံးချီးမြှောက်ကြတော့တာပဲနောက်ဆုံးမကြခင်မှာပဲယဟန္တာဖြစ်သွားတာပဲဒါကြောင့်ယဟန္တာဖြစ်ချင်တယ်ဆိုရင်အခြေခံကတော့လူအတိုင်းဝိုင်းမှာနေရင်ဘာမှရှိဖို့ရည်ကြီးကြတယ် မာနမရှိဘူးအရေးကြီးတယ်မာနမရှိဘူးဆိုတာကတော့ဘာလို့ဆိုတော့အမြဲတမ်းလူအောက်ကျိုးရမယ်လို့ပြောတာမဟုတ်ဘူးပြောသမျှလူရဲ့ကောင်းကိုကောင်းစေခြင်းလို့ပြောတဲ့လူတွေစကားကိုသေသေးကြကြနားထောင်နော်နေရတာကသူများကိုကြော်ကျင်တဲ့စိတ်ပဲတော့မှမထားနဲ့ဒါအရေးကြီးတာပေါ့နော်အရိညာတို့သောဒိမြို့မှာနေစဉ်အနတ်သားတယောက်ကမြတ်စွာဘုရားကိုဂါထာနဲ့လာလျှောက်တယ်အရင်ကြီးဝိရန္တာနံသန္တာနံမြမစာရိနံဧကပတ္တံပုံစမာနာနံကေနဝန္နောပတိရတိမြတ်စွာဘုရားယဟန်ဒီဟာ ။ယဟန်နေကြည်လိုက်ပြီဆိုရင်ဝန်တော်ပတိတတိအသားရည်လေးကတကယ်ကြည်လင်းနေတာပဲဗျာ။အသားရည်တွေကြည်လင်းနေကြတာပဲ။လူတွေထင်ကြတာတော့အစားအသောက်တွေကောင်းမှရာသီဥတုတွေကောင်းမှနေရာထိုင်ခင်းနေပြည့်စုံမှအသားရည်တွေကြည်လင်းနေ။ပြင်ဆင်မှအသားရည်ကြည်လင်းနေလို့ထင်တယ်။ဒါပေမဲ့မဟုတ်ဘူးဗျာတဲ့တပည့်တော်က "तू ကအခုလျှောက်နေတဲ့နတ်သားကဘုံမစိုးနဲ့တဲ့နော်"ဘုံမစိုးနဲ့ယဟန်နေရဲ့အနီးအနားမှာနေတဲ့နတ်ဖြစ်တဲ့အတွက်ကြောင့်ယဟန်နေဗျာအသားရည်တွေကြည်လင်းနေတာပဲသူတို့နေရတာလည်းပဲအရင်ညေဝိထန်တာနံတော့တဲ့ပဲနေရတာဘာမှမရှိဘူးအဆောက်အဦဆိုတာလည်းပဲမရှိဘူးနော် တန်တာနာဟာဇိန်ခံပစ္စည်းဆိုတာလည်းဘာမှမရှိဘူးအမြဲတမ်းစိတ်ရောကိုယ်ရောငြိမ့်နေရငြိမ့်နေရတယ်မြမစာရိနံအမျိုးသမီးနဲ့လည်းပဲအတူမနေရဘူးဗျာတို့တကယ်တို့တွေတို့တွေဟာအကမကုံတွေအကုန်လုံးရှောင်ပြီးတော့မြမစာရိမြတ်တဲ့အကျင့်ကိုကျင့်နေကြရတယ်နောက်အစအတောင်အနေနဲ့ကြည်တဲ့ကကြတော့ဧကပတ္တံဘုံစမာနာနာတထက်ထဲပဲစားတာနော်စွန့်တထက်ထဲပဲစားတာဒါကြောင့်နေစရာအနေနဲ့လည်းပဲတော်တယ်မှနေရတယ်စားစရာအနေနဲ့လည်းပဲစွန့်တထက်ထဲစားတာ ။ပတ်ဝန်းကျင်သူ့ရဲ့လိုအင်းအနေနဲ့လည်းကြတော့လည်းပဲတည်တည်ငြိမ်ငြိမ်နဲ့ကာမဂုဏ်တွေကိုရှောင်ပြီးတော့ပါနေရတယ်။ဒါပေမဲ့သူတို့တွေရဲ့ရန်တွေရဲ့အစင်းတွေဟာတကယ်ကြီးလင်းနေတာပဲ။ဘာကြောင့်ကြီးလင်းတာလဲခင်ဗျာ။ဒါမေးတာပေါ့နော်။ဒါဆိုပြောင်းမြန်မေးပြောလို့ရတာပေါ့။တချို့ရန်တွေကြဘာလို့အသားရည်တွေမကြီးလင်းတာလဲလို့မေးလို့မရဘူးလား။ရတယ်ဒီထဲမှာအဖြေကုန်ပါလိမ့်မယ်။မြတ်စွာဘုရားကဖြေတယ်အတိတန်နာနုသောဇံဒီတဲ့ယဟန်နေတော်တယ်လည်းနေရတယ်အစားလည်းတစ်ထပ်တည်းစားရတယ်ကာမဂုဏ်လည်းရှင်ရတယ်တိတိငင်ငင်လည်းနေရတယ်ဒါပေမဲ့အသားရည် ြည်လင်းနေတယ်ဆိုတာဘာကြောင့်လဲဆိုတော့အတိတဏ္ဏနုသောသတိလွန်လေပြီးတော့အတိတ်ကအတိတ်ကပစ္စည်းလက်လာပါတွေကိုလည်းပဲမစိုးရိမ်ဘူးအတိတ်ကပစ္စည်းလက်လာပါတွေကိုမြင့်ရောတော့ပြန်တွေးပြီးတော့စိတ်တွေစင်းရဲမနေဘူးပြောတာနော်အတိတ်ကပစ္စည်းလက်လာပါတွေကိုတန်ပြန်တွေးပြီးတော့အတိတ်စိတ်တွေမစင်းရဲမနေဘူးနော်အဲရှင်မင်းဆိုရှင်မင်းဘဝနေခဲ့တဲ့လူတယောက်ဆိုရင်ဟာငါရှင်မင်းဘဝတော့တော့ဘလို့ကွာအခုဘဝကျတော့ဘလို့ရောင်းလည်းမသိဘူးကွာအဲ့လိုစိတ်စင်းရဲနေတာရှေးဘဝတော့ကရှေးတော့ကရမ်းနေရှိလားမရှိဘူးနော် ရှင်ပြန်ပွဲမျိုးတွေကလာကြတယ်ပုံနာမျိုးတွေကလာကြတယ်တထင်းမျိုးတွေကလာကြတယ်ဒါပေမဲ့အတိတ်ကသူတို့ရဲ့ပြည်စုံမှုကြီးတွေကိုကြည်ပြီးတော့ဘာပါလဲဆိုတော့အခုလက်ရှိချိန်လေးကိုစိတ်ဆင်းရဲမနေဘူးတဲ့အတိတ်နာနုသောစံတွေသူတို့အသားရည်ကြီးလင်းနေကြီးလင်းနေဆိုတော့အတိတ်ကအကြောင်းအရာတွေပြစစ်စားပြီးတော့စိုးရိမ်မနေကြဘူးစိတ်ဆင်းရဲမနေကြဘူးတဲ့လက်လာပါကိုပြောနေတာနော်ပျက်စီးလက်လာပါပျက်စီးလေးပါကိုပြောနေတာနောက်တစ်ခုပြောတာကထာဂရာထပ်ဖို့နဲ့ကိုယ့်ရဲ့ဘဝတွေမဟုတ်ပါဘူးတဲ့တချို့ကြတော့ကိုယ့်ရဲ့ဆရာသမားတွေကိုယ့်ရဲ့မိဘတွေရဲ့ ်ဟိုထံမှာနေနေတဲ့အချိန်တုန်းကတော့ဆရာသမားအရှင်မိဘရဲ့အရှင်နဲ့အကုန်လုံးပြည့်စုံနေတာလေးတွေအတိတ်ကရှိခဲ့ကြတယ်အခုအချိန်နဲ့ကြာဩငါမိဘလက်ထက်တုန်းကတော့ဘလို့ကွာအခုကြာတော့ဒီလိုကြီးအဆင်မပြေပါဘူးငါရဲ့ဆရာသမားလက်ထက်တုန်းကဘလို့ကွာအခုကြာဒီလိုကြီးအဆင်မပြေပါဘူးဆိုပြီးတော့အတိတ်ကဟာကြီးကိုစမြုပ်ပြန်ပြီးတော့လက်ရှိအချိန်နေမှာစိတ်ဆင်းရဲနေကြတာလေရဟန်းနေမှာမရှိကြဘူးတဲ့ဟုတ်လားအခုဒီမှာလည်းပဲတချို့ရန်ဥစဉ်လေးတွေဟိုကိုရဲ့စာတဲ့ night တွေတုန်းကတော့တကယ်ဆရာကြီးတွေဖြစ်နေနေခဲ့ကြတယ်ပေါ့ကွာဒါပေမဲ့လည်းဒီနေရာမှာအများနဲ့အတူနေနိုင်တယ် ဒါပေမဲ့ဒါတွေကိုပဲစိတ်ဆင်းရဲမနေဘူးဆိုတော့တို့တို့ဒီနေရာမှာနေရတာပျော်တာပေါ့ဟုတ်တယ်မလားဒါဆိုဖြောင်းမြန်ကြီးလိုက်အတိတ်ကအားတွေပဲပြန်စမြုပ်ပြန်ပြီးတော့ငါကွာဒီကတော့အဆင်မပြေပါဘူးဆိုပြီးတွေးနေရင်လည်းပဲဘာဖြစ်မလဲစိတ်ဆင်းရဲပြီးတော့စိတ်ကိုကြီးကိုကြီးမှမဟုတ်နေဖို့မနေနိုင်တော့မှာမဟုတ်ဘူးတပည့်တော်ဆိုရင်ဘာလို့ဆိုတော့ဒီလူဆရာတော်ရဲ့အနည်းမှနေခဲ့တာပဲမနေဘူးတဲ့အကြောင်းအဆောင်ဆိုတာမရှိဘူးမကအကောင်းစားဆိုတာမတော့ဘူးတာတွေတော့ရှိကိုမရှိဘူးမရှိဘူးတဲ့အကရှိကိုမရှိဘူးဒါပေမဲ့လည်းပဲတပည့်တော်ဒီနေရာမှာတွေဟာ ဖြစ်တယ်လို့ပဲဒီတော့နေတာပဲဒါပေမဲ့အဲ့လိုအတိတ်ကဟာကြီးကိုပြန်တွေးပြီးတော့စိတ်ဆင်းရဲတယ်ဆိုတော့တခါမှရှိခဲ့ဘူးဦးလီရောဒါအရေးကြီးတယ်လူတယောက်စိတ်ချမ်းသာဖို့ဆိုတာအရေးကြီးတယ်အတိတ်ကဘလို့အချိန်တည်းရှိခဲ့ရှိခဲ့အတ္တိတနာနုသောဇံဒီအတိတ်ကပစ္စည်းလေးပါးတွေကိုကြည့်ပြီးတော့လက်လာပါတွေကြည့်ပြီးတော့ရရှိမှုတွေကိုကြည့်ပြီးတော့စိုးရိမ်မှုစိတ်ဆင်းရဲမှုဆိုတာမရှိပါဘူးတဲ့ဒါကြောင့်စိတ်ရခန့်အသားရရကြည်လင်တာပါတဲ့နံပါတ် နဘဇပန်ဒီအနာဂတံအနာဂတ်မှာဘာရစေရမယ်ဆိုပြီးတော့အနာဂတ်မှာလက်လက်ပစ္စည်းလက်လာပါတယ်ရဖို့ရအတွက်မျောပြီးတော့လည်းသူတို့တွေမနေကြဘူးဒါရဟန်းမှန်ရအဲ့လိုနေရတာနော်မြတ်စွာဘုရားပူပေးတဲ့နီးလေးအနာဂတ်မှာဘယ်ပစ္စည်းရခြင်းနဲ့ဘယ်လက်လာပါရခြင်းနဲ့ဆိုတော့မျောပြီးတော့လည်းမနေရဘူးတဲ့အဲ့လိုမနေကြတဲ့အတွက်ကြောင့်သူတို့ရဲ့အသားရည်တွေကြီးလင်းနေတာတဲ့ပိစုတ်ပန်နေနာရာပင်တည်းတဲ့ပိစုတ်ပန်နေနာအခုပိစုတ်ပန်လောလောဆယ်မှာဖြစ်ရှိသမျှပစ္စည်းလေးတွေနဲ့ပဲရာပင်တည်းကျင်းနဲ့နေတယ်၊တာရနေတယ်၊ဘာလို့လဲဆိုရင်မျှတနေတယ် နော်ဒါပိစုံပန်နဲ့ဒါအမြတ်တာဘုရားပိုးအရေးကြီးတယ်နော်အဲဘာဆိုတော့တချို့အကြောင်းတွေဆိုဘုံကြီးတယ်ဒါမှမဟုတ်ဒီအကြောင်းမှရှိသလောက်လေးနဲ့ပြောတော့မြတ်တာမယ်ဆိုဒီအကြောင်းမှမပြောစရာဘာမှမရှိဘူးမပြောပြောပြီးဆိုရင်ကကိုယ့်ရဲ့အသားရည်တွေကဇာအကုန်လုံးအဆင်ပြေနေမှာပဲဒါကြောင့်ဒီသုံးချက်ပဲအတိတ်ကပစ္စည်းဥစ္စာတွေကိုလည်းပဲဘာလဲဆိုရင်စမြုပ်ပြန်ပြီးတော့မစိုးရိမ်ဘူး အနာဂတ်ကပြည်စည်းဥစ္စာလက်လာပါတွေကိုလည်းပဲမတောင်းတဘူးပိစုံပန်လက်ရှိရှိနေတဲ့အရာလေးနဲ့နေရာလေးနဲ့ပဲမျှတာပြီးတော့ကျေနပ်နေမယ်ဒါကြောင့်တဲ့အဲ့ဒီယဟန်တွေဟာဝန်တော်ပတိတည်းအသားရေးတွေကြည်လင်းနေကြတာပါနောက်ပြောင်းပြန်ပြန်ပြောတယ်မကောင်းတဲ့ဟာပြောမယ်အနာဂတ်ကပါဇက်ပါရတဲ့အနာဂတ်မှာလက်လာပါတွေကို တောင်းတပြီးတော့နေတဲ့သူတွေအနာဂတ်လက်လာပါတွေကိုတောင်းတနေတဲ့ယဟန်တွေလူတွေဟာ လူတွေနောက်တစ်ခု အတိတ္တဒါနုသဒနာ အတိတ်က ။အဲလက်လာပါတွေကိုပြန်ပြီးတော့စမြုပ်ပြန်ပြီးတော့ဟောစိတ်ဆင်းရဲနေကြတဲ့လူတွေဟာဘာလာတကယ်လူမိုက်တွေပဲ။ဟုတ်လား။လူမိုက်ဟုတ်လား။ဟုတ်တာဗော။ဘာလို့ဆိုအနာဂတ်ကဟာအခုနမှမဆိုင်ဘူး။မဆိုင်နိုင်ဘူးသွားပြီးတော့ဒုက္ခခံနေတယ်။ဒါလူမိုက်ဗော။ဟုတ်တယ်မလား။လူမိုက်ပဲဘာမှအမှန်မမြင်တဲ့လူတွေပဲ။အနာအတိတ်ကလည်းပဲဖြစ်ဖြစ်ဒီဟာလည်းပဲကိုနဲ့မဆိုင်မှမဆိုင်တော့တာဒါအတိတ်ကဟာယူသွားပြီးတော့ဟိုတောင်းတနေတာဆိုတော့ဒါအလကလူမိုက်ပဲအေးဒီဘာလာအဲ့လိုလူတွေကလူမိုက်ဆင်းနေဝင်သွားပြီတဲ့ ေဒီနာအဲ့ဒီလိုအနာဂတ်ကိုလည်းပဲမျောနေမယ်အတိတ်ကဟာတွေနဲ့လည်းပဲစိတ်ဆင်းရဲနေမယ်ဆိုရင် သုတ်တန်ဒီတဲ့အသားရည်တွေ၆တွေ့ပြီးတော့ဟိုကြည့်မကောင်းရှုမကောင်းဖြစ်တတ်တယ်တဲ့။ဘာနဲ့တူတယ်လဲဆိုတော့နှလုံးမှာဟရီတော်လူတော်ဟရီတော်စိတ်ဆုံနေတဲ့နှလုံးကျူပင်ကြီးလူတော်ရိတ်ဖြတ်လိုက်ပြီးဆိုရင်သုတ်တည်းတဲ့၆တွေ့သွားတယ်လို့ပါပဲ။စိတ်ဆုံနေတဲ့ကျူပင်နော်ရိတ်လိုက်ပြီဆိုရင်အဲရိတ်လိုက်တဲ့ကျူပင်ဟာ၆ကတ်သွားတယ်လို့ပဲအဲ့ဒီပုံကိုရဲ့ဘဝဟာလည်းပဲအတိတ်တွေကို စမြုပ်ပြန်နေမယ်အနာဂတ်တွေကိုလည်းပဲမျှော်လင့်တောင်းတပြီးတော့အဲဟိုလိုချင်းနေမယ်ဆိုရင်တော့သူ့ရဲ့အသားရည်တွေအကုန်လုံး6ကတ်သွားတတ်ပါတယ်ဒါလေးတွေကလည်းတော်တော်ကောင်းတယ်ဘဝမှာသင်ခန်းစာတွေပဲဘဝတွေမှာသင်ခန်းစာတွေပဲဒါကြောင့်ဒီတော့ကိုညီကောင်ကြောင့်နေတယ်ပြောမယ်ဆိုရင်လူတယောက်နေနဲ့အသားရည်ကြီးလန်းတာမကြီးလန်းတာအပါထားနော် စိတ်ချမ်းသာဖို့အယူအဆကတော့ဘာအရေးကြီးတယ်လဲဆိုတော့အတိတ်ကာလတွေကိုကြည့်ပြီးတော့စိတ်ဆင်းရဲမနေနဲ့ အနာဂတ်တွေကိုလည်းပဲရမရမဲ့ရစရာလေးတွေကိုလည်းသူကမျောမနေနဲ့နော်ပိစုံပံမှာရှိတဲ့အခြေရာလေးတွေကိုလည်းပဲကျင့်နဲ့နိုင်အောင်ကျင့်နေတတ်အောင်နေကြနေတတ်ရင်ကျင့်နဲ့စရာတွေကြီးပါပဲအဲ့လိုလားနေမယ်ဆိုရင်လူတစ်ယောက်ကစိတ်ချမ်းသာသွားလိမ့်မယ်အသားရေကစားအချောက်တိချောက်ကမဖြစ်တော့ပါဘူးခဲ့နော်အဲတော့ပါပြီ